အားလုံးပဲမင်္ဂလာပါကွယ်ဒီနေ့ပြောပြမယ့်ပုံမြင်ကလေးကတော့မိုးရေဇက်ကလေးဆိုရယ်ပုံမြင်လေးပဲဖြစ်ပါတယ်ကွယ်တခါတော့ကမြန်မာလာတဲ့ကောင်းကင်ကြီးရဲ့တိမ်နိုင်တွေကြားထဲမှာလှပတဲ့မိုးရေမိုးဇက်ကလေးတွေအများကြီး နေထိုင်ကြတာပေါ့ကွယ်အဲ့ဒီထဲမှာမအချက်လျှောက်ကြည့်ပြီးတော့လှပတဲ့မိုးရေဇက်ကလေးတစ်စက်လည်းပါဝင်တာပေါ့ကွယ် ဲ့ဒီမိုးရေဇက်ကလေးဟာတိမ်နိုင်တွေကြားထဲကနေပြီးတော့ကဘာမြေကြီးကိုအမြဲတမ်းချောင်းကြည့်လေးရှိတဲ့ကွယ်တခြားသောမိုးရေဇက်တွေကတော့ကဘာမြေကြီးပေါ်တို့မိုးရေအဖြစ်ရွာကြပြီးတော့ရစ်ဆောင်အင်းအိုင်တွေနဲ့တစ်ပင်တရက်တွေအပေါ်မှာပျော်ရွှင်ကခုံရတာကိုသိကိုသဘောကျကြတာပေါ့ကွယ်ဒါပေမဲ့အချက်ကြောက်ကြီးတဲ့မိုးပေါက်ကလေးကတော့ ကဘာမြေကြီးပေါ်ကိုမစင်းသက်ရဲဘူးကျွန်တော်ကြောက်တယ်လို့အမြဲတမ်းပြောနေတော့တာပေါ့ကွယ်မနေ့ကလေးတခုမှတော့တိန်နိုင်ကြီးတခုဟာဆက်ကြောက်ကြီးတဲ့မိုးရီဇက်ကလေးကိုဒီလိုပြောလိုက်တဲ့ကွယ်မိုးဇက်ကလေးရေကဘာမြေပေါ်မှာရှိတဲ့တစ်ပင်တွေနဲ့ဘန်းမွန်ကလေးတွေဟာရေငတ်နေကြတယ်သူတို့ဟာမိုးရီကိုတောင်းတနေကြတယ်ဒီနေ့တော့မင်းလဲမိုးပြရွာချပြီးမှရတော့မယ် ကျွန်တော်သူတို့ကိုကူညီပေးချင်ပါတယ်။ဒါပေမဲ့ကျွန်တော်ဟာကမ္ဘာမြေပေါ်ကိုလှည့်လည်မြန်မြန်ပြုတ်ချသွားပြီးတော့ဒဏ်ရာတွေရသွားမယ်ဆိုရင်ဘယ်လိုလုပ်မလဲ။ကျွန်တော်တိတ်ကြောက်တာပဲ။စိတ်မပူပါနဲ့မိုးဆက်ကလေးရဲ့မင်းပါမှမဖြစ်စေရပါဘူး။မိုးရဇက်ကလေးဟာနောက်ဆုံးမှာတော့အသက်ပြင်းပြင်းတစ်ချက်ကိုရှူရှားလိုက်ပြီးတော့ကဘာမြေကြီးစီတို့ဆင်းသက်ဖို့အတွက်သဘောတူလိုက်တော့တဲ့ကွယ်။ကောင်းပါပြီ။ကျွန်တော်စူးစမ်းကြည့်ပါမယ်။ ခဏကြာမှာတော့မိုးရေဇက်ကလေးဟာတိမ်တိုက်တွေစီကနေပြီးတော့ကပိုင်မြေကြီးစီသို့ဆင်းသက်သွားတော့တာပေါ့ကွယ်အမလေးကြဲကြပါအောင်ကြဲကြပါအောင်အမြင့်ကြီးပါလားမိုးရေဇက်ကလေးဟာကပိုင်မြေကြီးပေါ်သို့ကြားရောက်လာတဲ့လမ်းတစ်လျှောက်လုံးမှာအေးမြတဲ့လေပြင်းလေညင်းလေးတွေနဲ့အတူလှပတဲ့ငှက်ကလေးတွေကိုလည်းတွေ့ရှိဖြစ်တန်းလာရတဲ့ကွယ်လမ်းကြီးမှာပေးကြပါစေမိုးရေဇက်ကလေးရဲ့ ကျေးဇူးတင်ပါတယ်မိတ်ဆွေလည်းဘေးကင်းပါစေတဖြည်းဖြည်းဆင်းသက်လာရင်ဆင်းသက်လာရင်နဲ့နောက်ဆုံးမှာတော့မိုးရင်ဆက်ကလေးဟာလှပတဲ့ပန်းဝင်ကြီးတပွင့်ပေါ်သို့ကြောက်ရွံ့သွားတဲ့ကွယ်ကျေးဇူးတင်ပါတယ်မိုးရင်ဆက်ကလေးရေမင်းကြောင့်ငါပုံမကြီးွှားတက်มาပြီးတော့အခုဆိုရင်နေမင်းကြီးကိုပြုံးပြနိုင်တော့မယ်ပန်းဝင်ကလေးရဲ့စကားတံကိုကြားလိုက်ရတဲ့အခါမှာတော့မိုးရင်ဆက်ကလေးဟာ ပန်းပွင့်ကလေးကိုကုညီလိုက်ရတဲ့အတွက်ကြည်နူးပီတီဖြစ်နေတော့တာပေါ့ကွယ်ဒီလိုနဲ့မိုးဆက်မိုးပေါက်ကလေးတွေဟာမြေရှောင်းအင်းအိမ်တွေရဲ့အပေါ်သစ်ပင်တွေမြက်ခင်းပင်တွေရဲ့အပေါ်နဲ့ပန်းပွင့်ကလေးတွေရဲ့အပေါ်တို့ဆင်းသက်ကြရောက်လာပြီးတော့ပျော်ရွှင်စွာကခုန်နေကြတော့တာပေါ့ကွယ် အဲ့ဒီချိန်ကနေစပြီးတော့အချက်ကြောက်ကြီးရဲ့မိုးဆက်ကလေးဟာနောက်ထပ်တစ်ချိန်ကမ္ဘာမြေကြီးပေါ်သို့ဆင်းသက်လာဖို့အတွက်ဘယ်ရောမှမကြောက်လန့်နေတော့ဘူးတဲ့ကွယ်။မိုးဆက်မိုးပေါက်ကလေးတွေရဲ့ကျေးဇူးကြောင့်အခုဆိုရင်ကမ္ဘာမြေပေါ်မှာရှိတဲ့သစ်ပင်ပန်းပင်ကလေးတွေအားလုံးဟာစိမ့်ဆိုလန်းဆန်းသွားခဲ့ကြပြီပဲဖြစ်ပါတယ်။ပုံမြင်လေးရတော့ဒါပါပဲကွယ်။နောက်ရက်တွေမှာလည်းဘလို့ပုံမြင်ကလေးတွေကိုတင်ဆက်ပေးအောင်မလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးပါဦးကွယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။